Ercula, 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 Ercula. ဒါလောက်များတဲ့ air cooler brand တွေထဲမှာကျွန်တော်တို့ဘယ် brand ကိုရွေးပြီးဝယ်ရတော့မှာ ACDC air cooler ဆိုတာကျွန်တော်တို့မြန်မာနိုင်ငံမှာမဖြစ်မနေဝယ်ဖို့လိုလာပြီဆိုတော့ product တွေမှာပါလာပြီပူပြင်းလာပါတယ်ဆိုတော့နွေရာသီကို anti ဖို့အတွက်ဒီလို air cooler တစ်လုံးမှမရှိဘူးဆိုရင်ညဘက်အေးအေးပြတ်တာတွေကြောင့်ကျွန်တော်တို့နေ့တူဝါကိစ္စတွေမှာအများကြီးထိခိုက်လာနိုင်တာတွေရှိတယ်ဒါကြောင့်ကျွန်တော်တို့ဆုံးဖြတ်လိုက်တယ် air cooler တစ်လုံးဝယ်မယ်ဆိုရင်ပထမအဦးဆုံးကြုံရတဲ့ပြဿနာကဘယ် brand ကိုငါတို့ကရွေးပြီးတော့ဝယ်ရမှာလဲ ကျွန်တော်ကိုရိမေးကိုမေးလာပြီဆိုရင်တော့ကျွန်တော် recommendation လုပ်ပေးခြင်းတဲ့ brand တစ်ခုရှိပါတယ်အဲ့ဒါက alpha ဘာလို့ကျွန်တော်က alpha ဆိုတဲ့ brand ကထွက်တာတွေ 250bd ဆိုတဲ့ဒီ model ကိုညွှန်းပေးခြင်းလဲဆိုတော့အချက်၃ချက်ရှိတယ်နံပါတ်၁က battery နံပါတ်၂က functionality နံပါတ်၃က design ။နံပါတ်1ဘက်ထရီပုံမှန်အဲကူလာတွေက lead acid battery ကိုသုံးလို့ရှိရယ်။ ဒီ alpha ရဲ့250 bd ဆိုတဲ့ air cooler ကိုကျွန်တော်ဘာလို့ကြိုက်လဲဆိုတော့သူ့မှာသုံးထားပေးတာက lithium battery ကိုသုံးထားပေးတယ်။ဇက်တိုက်သုံးမယ်ဆိုရင်အမြင့်ဆုံး9နာရီအထိကိုမီးပြတ်နေတဲ့အချိန်မှာအသုံးခံတယ်။ lithium battery ကဘာကောင်းလဲလို့မေးစရာရှိတယ်။ lithium battery ကပုံမှန် battery တစ်ထက်ကို energy density လို့ခေါ်တယ်။ energy သိပ်သီးစပို့ပြီးတော့များတယ်။ပြီးတော့သူ့မှာ longer life cycle လို့ခေါ်တယ်။ဒီကောက်ကိုအချိန်ရေအတွက်များများအားသွင်းအားထုတ်ပြန်လုပ်လို့ရတယ်။အကယ်မို့ကိုက9နာရီထက်ကိုပို့ပြီးတော့သုံးကျင်နေဆိုရင်လည်း ျွန်တော်တို့အပြင်မှာရှိတဲ့ဘက်ထရီအိုးအကြီးကြီးရှိရဲအဲ့လို external battery တွေနဲ့ပြန်ပြီးတော့ချိန်ပြီးသုံးလို့ရအောင်လို့သူ့မှာ battery ငုတ်တွေတခါတည်းထုတ်ထားပေးပြီးသားအဲ့ဒါကြီးကလည်းအရင်မိုက်တယ်ဗျာပြီးတော့သူကပုံမှန် battery တွေထက်ကို fast charging လို့ခေါ်တယ်အားသွင်းတဲ့နေရာမှာပို့ပြီးတော့မြန်တယ်ပြီးတော့ပုံမှန် battery တွေထက်ကိုပို့ပြီးတော့ weight ပို့တယ် ACDC air cooler တလုံးကိုကျွန်တော်တို့သုံးမယ်ဆိုတဲ့အချိန်ကမီးပြတ်တဲ့အချိန်မျိုးမှာသုံးမှာဖြစ်တဲ့အတွက်သူ့မှာပါတဲ့ battery ကတကယ်ကောင်းနေဖို့လိုတယ်။ဒီ alpha ရဲ့ 250BT ဆိုတဲ့ model မှာသုံးထားပြီးတဲ့ battery ကလက်ရှိဈေးကွက်ထဲမှာဆိုအကောင်းဆုံး battery အမျိုးအစားတွေထဲကတစ်မျိုးလို့ပြောလို့ရတယ်။ lithium battery ဖြစ်တယ်။အဲဒါကြောင့်လဲကျွန်တော်ဒီ brand ကိုကျွန်တော် recommendation လုပ်ပေးတာပါ။နံပါတ်1 functionality functionality ဆိုတာက the air cooler တစ်လုံးမှာဘာ function တွေပါတာလဲ definition တွေကတော့တကယ်တဲ့ user အတွက်ဘယ်လောက်ထိအသုံးဝင်တာလဲ အထူးခြားဆုံးတစ်ခုက LED light strip လို့ခေါ်တဲ့မီးတန်းဒတန်းပါလာပြီးတော်တော်လေးကိုလင်းအားကောင်းတယ်မီးပြတ်တဲ့အချိန်မှာသုံးမှာဖြစ်တဲ့အတွက်ဒီ LED light strip ပါသွားတယ်ဆိုရင် function ကဒီ air cooler ကိုပုံမှန် air cooler တစ်လုံးထက်ကအများကြီးပိုသွားစေတယ်ညာနောက်ထပ် function တစ်ခုက USB port လို့ခေါ်တဲ့အားသွင်းလို့ရတဲ့ function တစ်ခုပါလာတယ် နောက်ထပ် function တစ်ခုက mood လို့ခေါ်တဲ့ function mood လို့ခေါ်တဲ့ function ကိုနှိပ်လိုက်ပြီဆိုရင်အဲ့ mood ကိုကျွန်တော်တို့ခေါ်တာ breeze mood လို့ခေါ်တယ်။ပန်ကာကနေထွက်တဲ့လေကိုကျွန်တော်တို့အားပြင်းပြင်းနဲ့ထွက်တယ်။ခဏနေလို့ရှိရင်အားလေးပြန်ပြော့သွားတယ်။ခဏနေအားပြန်ပြင်းလာတယ်။ဒီလိုမျိုးလေကိုအတိုး shot လုပ်ပေးပြီးတော့လူကဒီလေကိုခံတဲ့အချိန်မှာပို့ပြီးတော့ကောင်းတဲ့ feeling ရအောင်ထုတ်ပြီးတဲ့ function ပါလာတယ်။ဒီ function ကလည်းတကယ် user အတွက်အသုံးဝင်တဲ့ function တစ်ခုလို့ပြောလို့ရတယ်။ ဒီဖန်ရှင်ပါတဲ့အတွက်နောက်ထပ်တစ်ချက် အားသာဝရတာပါလဲဆိုတော့လေကိုပြင်းလိုက်ရှော့လိုက်နဲ့သူကကစားပြီးတဲ့အတွက်ဘက်ထရီ life ကိုလည်းပို့ပြီးတော့နေ safe ဖြစ်စေတယ်ပေါ့နော်ပြီးတော့ swing ဆိုတဲ့ function ပါလာတယ် swing မှာမှသူကအပေါ်အောက်ဘယ်ညာ swing အကုန်လုံးရသွားတဲ့အတွက်ကျွန်တော်တို့ လေပြက်နဲ့အာပို့ပြီးတော့ကောင်းတယ်လို့ပြောလို့ရတယ်ပြီးတော့ timer ပါသေးတယ် timer ကလည်းလိုသလောက်အချိန်သတ်မှတ်ပြီးဖွင့်လို့ရမယ် remote control ဆိုတဲ့ function ပါလာတယ်အဲ့ဒါကလည်းကျွန်တော်တို့ tiny ရဲ့နဲ့ဒီ air cooler တစ်လုံးလုံးကိုထိန်းချုပ်ပြီးသုံးလို့ရတာဖြစ်တဲ့အတွက်တော်တော်ကြီးကိုအဆင်ပြေစေတယ်ဒီ air cooler အပေါ်မှာကျွန်တော်တို့ဒီ function တွေအကုန်လုံးကိုရွေးချယ်ပြီးသုံးရမယ်စနစ်တစ်ခုလုံးကိုလုပ်ထားတာကလည်း touch control တွေဖြစ်သွားပြီကျွန်တော်ဒီ air cooler ကိုဘာလို့ recommendation ပေးရလဲဆိုရင်နောက်ဆုံးအချက်က design တခြားဘယ် brand နဲ့မှမတူတဲ့ကြစ်လစ်တဲ့ design နဲ့ထွက်တာတယ် alpha ရဲ့ကိုပိုင် trademark design ဖြစ်တယ်ဗျာခြေဘက်ကနေကြည့်မယ်ဆိုရင် event တွေကိုထားရတဲ့အချိုးတွေအပေါ်မှာကဲ့ရဲ့ရှိနေတဲ့ touch control display ပြီးတော့အောက်မှာရှိနေတဲ့25 liter water tank ရဲ့အလယ်မှာထားရတဲ့ transparent acrylic water level checking point လို့ခေါ်တဲ့ရေ level ဘလောက်ကျန်လဲဆိုရတာလေးပေါ်ရတဲ့နေရာဒါတွေကလည်းဒီ design ကိုပို့ပြီးတော့ကြည်ကောင်းစီရယ်ဆိုရဲအချက်တဲမှာပါတယ် ဒီတော့ကျွန်တော်ဒီ air cooler ကိုဘာကြောင့်ရွေးသင့်လဲဆိုရဲအချက်၃ချက်ကိုတော့ကျွန်တော်အသေးစိတ်ကျွန်တော်ရှင်းပြပေးပြီးသွားပြီးလူကြီးမင်းတို့အတွက်လည်းအများကြီးအကျိုးရှိမယ်လို့ကျွန်တော်ယူဆတယ်အကယ်မို့များလူကြီးမင်းတို့ကတော့ air cooler တစ်လုံးဝယ်မယ်ဆိုရင်အဓိကဘယ်အချက်တွေကိုကြည့်လဲဆိုတာကိုလည်းကျွန်တော်ကို comment မှာဝင်ရောက်ဆွေးနွေးသွားပြီးလို့ရပါတယ်ခင်ဗျာကြည့်ပြီးတဲ့လူအားလုံးကျွန်တော်အထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော်က UEDC မြန်မာက Go5 ပါခင်ဗျာ Bye bye